မန္တလေးတိုင်းမိုးကုတ်မြို့ရပ်ကွက်တစ်ခုမှာဦးလေးဖြစ်သူကတူမဖြစ်သူကိုအတမပြုကျင့်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းကိုတိုင်းကြုံတွေ့ခဲ့ရသူမျိုးတမီးရရွှေဖင်မျိုးပြောပါရယ်ဖြစ်စဉ်ဟာပြီးခဲ့တဲ့မေလ26ရက်ည7:00နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတူမဖြစ်သူကအိမ်ရဲ့အိတ်ခမ်းတဲ့အိမ်နေချင်းဦးလေးကဝင်လာပြီးတော့ခေါင်းအုံးနဲ့ဖိပြီးအတမပြုကျင့်ခဲ့တာလို့ဆိုပါရယ်ဒါအပြင်တခြားသူကိုပြန်ပြောပြပါကတပစ်မယ်လို့လည်းချင်းချောက်ခဲ့တယ်လို့ကျူးလွန်ခံရတဲ့သူကာယကံရှင်မျိုးတမီးရရွှေဖင်မျိုးပြောပါရယ် ညီမခန်းကခတ်ထားတော့မျက်နှာချက်ကိုကြော်ပြီးညီမခန်းကိုဝင်လာတာညီမယုံတော့ခေါင်းကိုခေါင်းအုံးနဲ့ဖိထားတယ်အရင်တော့ကလည်းသူညီမကိုအဲ့လိုလှုပ်ဖို့ကြံရွယ်ခဲ့ဘူးလေညီမသူ့ကိုတရားစွဲချင်တယ်ကျူးလွန်သူအမျိုးသားဟာဦးလေးဖြစ်သူအသက်40ဝန်းကျင်ဦးကျော်မိုးရွှေဖြစ်ပြီးကျူးလွန်ခံရသူအမျိုးသမီးဟာအသက်18နှစ်အရွယ်မပြောအမည်လွှဲထားတာပဲဖြစ်ပါတယ် ဒါအပြင်ပြီးခဲ့တဲ့2020ခုနှစ်ကလည်းဦးလေးဖြစ်သူရဲ့အတမပြုခြင်းဖို့ကြံစီတာကိုခံခဲ့ရပြီးမဲ့အော်ဟစ်အကူညီတောင်းလို့လူမျိုးခဲ့တယ်လို့လည်းကျူးလွန်ခံရသူအမျိုးသမီးအားဆိုပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတက်ဆိုင်ရာတွေကိုလည်းတင်ကြားထားတယ်လို့အစစ်စစ်စစ်ဆေးမှုတွေလည်းပြုလုပ်နေတယ်လို့အမျိုးသမီးရဲ့မိသားစုဝင်တွေကပြောပါတယ် အလားတူကြီးခဲ့တဲ့ April 18ရက်ကလည်းတန်းဒေတာနမ်ဆန်မြို့နယ်မှာအသက်9နှစ်အရွယ်ကလေးငယ်ကိုအကိုဝန်းကွယ်တော်ဆက်သူကအဒမပြုကျင့်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပူပါရဲ့ရှင်။